ရှင်းပြလို့ရတဲ့အရာတွေပေါ်မှာလိန်ညာပြီးတော့ပြောမနေပါနဲ့ရှင်းပြလို့ရှိရင်လည်းလူတွေနားလည်လာမှာပဲတချို့တွေဆိုလို့ရှိရင်ရှင်းပြလို့ရနေတဲ့အရာတွေအပေါ်မှာတောင်းလိန်ညာပြောဆိုတတ်ကြတယ်ကိုယ့်ရဲ့အောက်လက်ငယ်သားတွေကို မကြွေးမွေးနိုင်တဲ့ခေါင်းဆောင်တွေဟာ မကြခင်မှာတခြားသူတွေကိုကြွေးမွေးရဖို့ဖိအားပေးတာခံရလိမ့်မယ်တွန်းအားပေးတာခံရလိမ့်မယ်ဒီတော့ကိုယ့်ရဲ့အောက်လက်ငယ်သားတွေကို ကျွေးမွေးနိုင်တဲ့ခေါင်းဆောင်တွေဖြစ်အောင်ကြိုးစားဖို့လိုတယ်။ပညာမဲ့တဲ့သူတွေဟာပညာရှိတွေစီကနေအခွင့်အရေးယူလိုက်ရတာကိုသိပြီးတော့မှဂုဏ်ယူတတ်ကြတယ်။တခြားသူတွေရဲ့တုံးအခြင်းကကိုယ့်ကို ပို့ပြီးတော့မတော်စေပါဘူး။ဒါတော့တခြားသူတွေတုံးအနေပြီဆိုတာနဲ့ကိုကတော်ပြီးသားလို့ခံယူထားတာတွေချောက်ဖြက်ဖြစ်ဖို့လိုတယ်။အောင်မြင်နေတဲ့ချိန်မှာခဏလေးနားလို့ရပြီမဲ့ ကြာရှုံးနေတဲ့အချိန်မှာတော့လုံးဝကိုနားလို့မရဘူး။နှစ်ဆပူစူးစားရလိမ့်မယ်။ချမ်းသာကြွယ်ဝခြင်းဆိုတာကငွေတွေအမြောက်အများ ရှိတာကိုပြောတာ မဟုတ်ဘူး။ငွေတွေအမြောက်အများကိုဘလို့သုံးဆွဲရမလဲဆိုတဲ့အရေးအချင်းရှိတာကိုပြောတာ။နောက်လိုက်တွင်အိတ်နေတဲ့အချိန်မှာတော့မှခေါင်းဆောင်တွေဆိုတာက အစီအစဉ်တွေရေးဆွဲနေကြတယ်။စိတ်ကူးစိတ်တန်းတွေက လောကကြီးကို အုပ်ချုပ်ထားတယ်။စိတ်ကူးစိတ်တန်းကောင်းတဲ့သူတွေက လောကကြီးကို လွှမ်းမိုးထားတယ်။ဒီတော့ကိုမစိတ်ကူးစိတ်တန်းကောင်းနေရှိပြီဆိုရင်ကိုဟာလွှမ်းမိုးနိုင်တော့မယ်ဆိုတဲ့သဘောပဲ။ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆူမြသာဖြစ်ပါတယ်။ကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပြပရွှင်ရွှင်နဲ့ဖြတ်တန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်တော့ကိုညာလေးအောင်ပါ။